မင်္ဂလာပါမြန်မာနိုင်ငံရေးဟာခါပြီးပါလေဗျဆောင်ရွက်ဖို့ကဒီမိုကရေစီဆိုတာအဝေးကြီးလက်နက်ကင်မှာကိုပိုင်အနာဂတ်ကိုထူးဆစ်နိုင်မဲ့ဒီခေတ်မှာ TNA ရဲ့အနာဂတ်ဘယ်လိုဖြစ်နိုင်မလဲတော်ကူတော့ပုံပြလေးလေးပြောရမှာပဲ TNA ပုံစံတောက်ပုံစံရဲ့အနေ90ပြည့်စကားဟာအမှန်တရားကိုမျက်နှာချင်းဆိုင်တည်တည်ကြကြပြောခဲ့တာတွေ့ရပါတယ်စစ်အုပ်စုကို လူထုအားနဲ့ တော်လံမှနိုင်မယ်ဆိုတဲ့အခြေအနေကိုတစ်ဆက်၂ဆက်ခွန်စစ်စင်ရေးကသတိပြခဲ့တာတွေ့ရတယ်။ဒါပေမဲ့စီးအောင်ပွဲကိုနိုင်ငံရေးအောင်ပွဲအဖြစ်မပြောင်းနိုင်ရင် DNA ရဲ့အောင်ပွဲဟာပိုကြီးမားတဲ့အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ဥပမာ DNA ရဲ့နိုင်ငံရေးဟီမန်ချက်ပြောက်ဆိုပြီးတော့လက်နက်ကိုက်အဖွဲ့တက်တက်ဖြစ်သွားတာမျိုးကိုဆိုလိုတာ။မဟုတ်ရင်ပြပဩဇာကံဖြစ်သွားတာမျိုးကိုပြောချင်တာ။ DNA ရဲ့တတန်းရှိတဲ့ ရှင်သန်မှုရှိုင်းနောက်ဒေသပေါ်မှာအများကြီးမူတည်နေတာတွေ့ရပါတယ်။ဒီနယ်မြေဟာတရုတ်မြန်မာမဟာဗျူဟာနယ်မြေတစ်ခု။ TNA ရဲ့တအောင်ပြည်နယ်အိမ်မက်ဟာလက်လက်အင်အားတစ်ခုတည်းနဲ့အကောင့်ထဲပေါ်လာမှာမဟုတ်ပါဘူး။နောက်ကွယ်မှာတရုတ်ရဲ့ BRI ပိုလန်မှာစီမံကိန်းအဲ့ဒီဂိမ်းကစားမှုတွေထက်က TNA လမ်းကြောင်းကိုချုပ်ကင်တိုင်ဖို့ကြိုးစားနေတာရှင်းရှင်းလင်းလင်းမြင်သားပါတယ်။ TNA ကလာရှိုးတောင်ခမ်း ပြင်ဦးလေမန္တလေးအဲ့ဒီလမ်းကြောင်းကိုထိတ်ထုတ်ထားတော့တရုတ်ကစိုးရိမ်နေတာအဲ့ဒီစိုးရိမ်မှုကပဲအစ်စ်ကောက်စီကိုဒုတိယအကြိမ်အသက်ရှူပေါက်ပေးနေတယ်လို့တွေ့ရတာပါဘာဖြစ်လို့လဲဆိုရင်တရုတ်ရဲ့ဖိအားကြောင့်ပဲစစ်ကောက်စီနဲ့ TNAA ဂျာမပြစ်ခတ်မှုရပ်သွားတာမျိုးတွေမဟုတ်ရင်စစ်ရေးအရအသာစီးရနေတဲ့အခြေရတန်လိုက်ရတာမျိုးတွေကြုံလာနိုင်ပါတယ်တရုတ်ကသူ့အကျိုးစီးပွားအတွက်ဘယ်သူ့ကိုမဆိုးဘယ်လိုပုံစံနဲ့မဆိုးအတုံးချဖို့ဝန်လေးမှာမဟုတ်ပါဘူး ဒါမိเจ้าမင်းရခင်ပြတဲ့ပုံစံဆိုတလို့ပဲသူ့ကြိုးစည်းပွားအတွက်ဆိုဘယ်လိုမျိုးအပေးယူကိုမဆိုလုံနိုင်ပါလဲအခုဒီအချိန်မှာ TIAA အအတွက်လမ်းနှမျိုးရှိပါတယ်ပထမတလမ်းကတရုတ်အပေါ်မီကိုဘီတရုတ်ကျိုးဆွဲရကတဲ့ရုပ်သေးအဖွဲဖြစ်သွားမဲ့အချိန်နေဒီကအရာကြီးအဲ့အတွက်လိုအပ်တဲ့ဆွမ်းအားတွေပေးပါလိမ့်မယ်ဒါပေမဲ့နောက်ဆုံးမှာတော့တရုတ်ကစားတဲ့စစ်တုရင်ခုံတွေကအကွက်ရွှေတဲ့ရုပ်သေးရုပ်လို့ စီစဉ်အုပ်ချုပ်ခံရပါလိမ့်မယ်။ကိုဆိုးဖြတ်ချက်ကိုမချနိုင်ပဲပြင်ပရဲ့အုပ်ချုပ်မှုလွှမ်းမှုခံရတဲ့အခြေအနေမျိုးကိုဆိုလိုတာ။ဒုတိယလမ်းကအနာဂတ်ကိုထူးဆစ်ပုံဖော်နိုင်သူ visionary strategy ဟိုတာအဖြစ်ရပ်တည်ပြီး default to pin ကိုတည်ဆောက်ရမယ့်လမ်းဖြစ်ပါလိမ့်။ဒါကတရုတ်ကိုကျော်လွှားတဲ့မဟာဗျူဟာကော်ရီဒါအသက်ကိုဖန်တီးတာဖြစ်ပါလိမ့်။အဲ့ဒီလို ဗီရှင်နရီကောင်းဆောင်မှုသာရှိလာမယ်ဆိုရင် TNA ကနေပြီးတော့တိုင်းသားတွေအတွက်စီလုံးညုံမှုလည်းရလာမယ်တရုတ်ရဲ့ဩဇာဖြတ်ကျော်နိုင်တဲ့ခိုင်မာတဲ့အခြေခံအဆောက်အအုံရရှိလာမှာဖြစ်ပါတယ်ဥပမာပြောရင်တရုတ်ရဲ့ဘီယာအိုင်လန်ကျောင်းကိုမီခိုနေမဲ့အစားကိုပိုင်ကုတ်သွေးလမ်းကြောင်းနေဆက်ဖြတ်ကျော်ဆက်ဆက်ရေးအဲ့လိုမျိုးအခြေအနေတွေပေါ်ဆောင်ပြီးကိုအားကိုကိုနိုင်တဲ့စီးပွားရေးစနစ်တစ်ခုကိုဖန်တီးတာမျိုးကိုဆိုလိုတာပါဒါတရုတ်ရဲ့စီးပွားရေးကျိုးဆွဲကစားခြင်းကို တံပြန်နိုင်မဲ့အကောင်ဆုံးလီလာပါအဲ့ဒီပုံစံကအနာဂတ်မြန်မာဖက်ဒရယ်တည်ဆောက်ရေးမှာ DNA အနေနဲ့လည်းအဓိကကစားသမားအဓိကဆောင်ရွက်တဲ့သူအဖြစ်သတ်မှတ်ပေးပါလိမ့်မယ်ပြည်နယ်တစ်ခုတည်ဆောက်ရဲဆိုတာကအစည်းအဝေးတစ်ခုတည်းနဲ့မပြီးပါဘူးနိုင်ငံရေးလူထုထောက်ခံမှုယဉ်ကျေးမှုတွေရောတိုင်းရင်းသားစည်းလုံးမှုတွေအပေါ်မှာပါတည်ဆောက်ရတာဖြစ်ပါတယ်ရှမ်းပြည်တီထောင်ရေးအထိပါပြန်ကြည့်ရင်လည်းဒါကိုအလွယ်တကူနားလည်နိုင်ပါလေရှင်းရှင်းလေးလေးတွေ့ရမှာဖြစ်ပါတယ် ရှမ်းပြည်ဆိုတာအလက်နက်ကအင်အားတစ်ခုတည်းနဲ့ပေါ်ပေါက်လာတာမဟုတ်ဘူးနိုင်ငံရေးလူမှုရေးယဉ်ကျေးမှုစီးပွားရေးအဲ့ဒီကန္တအဆုတ်ကအာထုံမှုတွေပေါင်းစပ်ပြီးတော့တိဆောက်ခဲ့တဲ့အခြေအနေကိုတွေ့ရပါလိမ့်မယ်ဉာဏ်ပညာရှိပြီးတော့ဘုံမျိုးမှန်းချက် ရှိတဲ့ခေါင်းဆောင်မှုတွေလိုပါတယ် KIO KIA တို့ဒီ AA တို့စတဲ့အဖွဲ့တွေနဲ့ဒီတိုင်းပို့ပြီးခိုင်မာတဲ့ညှို့မှုတိဆောက်နိုင်ရင် TNAA ကရှမ်းမြောက်မှာမဟာဗျူဟာကော်ရီဒါဖန်တီးနိုင်မှာဖြစ်ပါတယ် ဥပမာကချင်ပြည်နယ်ရခိုင်ပြည်နယ်တို့ရဲ့ဒါသူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံတွေကိုလေ့လာပြီးကိုဋေတာနဲ့လာယောညီထွေပြအောင်ကျင့်သုံးတာမျိုးတောင်းပေါ်လေဒီတက်ပို့ပြီးခိုင်မာတဲ့ဒီဖက်တိုပြည်နယ်တရားကိုထူထောင်နိုင်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်အချိန်နဲ့အမျှတရုတ်ကိုကျော်လွှားဖို့ visionary leadership ကိုချက်ချင်းပြုလုပ်ဖို့လိုနေတာတွေ့ရပါတယ်ဒီဖက်တိုပြည်နယ်အဖြစ်တိုင်းသားတွေနဲ့ညီညွတ်မှုတည်ဆောက်ရင်းကနေလက်ရှိဖြစ်ပေါ်နေတဲ့လူမျိုးကြီးရဲ့ပြဿနာတွေတခြား ပြဿနာတွေပါစနစ်တကျဖြေရှင်းတော့ဖို့အရေးကြီးပါတယ် TNAA ရဲ့အနာဂတ်ဟာရုပ်သေးအဖြစ်ဆက်လက်ပြီးတည်ထောင်နေမှာလားသို့မဟုတ် visionary leadership တည်ဆောက်မှုအောင်မြင်မှာလားဆိုတာအဲ့နောက်ခုအပေါ်မှာပဲအမှုတည်ပါတယ် defecto ပြည်နဲ့တည်ဆောက်မှုဒိုင်တာစီလုံးမှုအဲ့ဒီရင်ကျင်းမှုတွေရောပြည့်ပြည့်စုံတဲ့နီးပြူဟာကိုရအောင်ရှာဖွေပြီးတော့ပေါ်ဆောင်နိုင်ခဲ့မှာဆိုရင် TNAA အခြေအနေဟာတရုတ်ရဲ့ပုံအဖြစ် ပုံစံသွင်းမှုကိုကြော်လွှားနိုင်မှသိချပါတယ်။ဒီတော့ TIAA ဟာတရုတ်ရဲ့တမိုင်းမှာကစားမဲ့ရုပ်သေးအဖြစ်ပဲအကျင့်ရင်းမှလာ။ဒါမှမဟုတ်ကိုလက်နဲ့ဒါဘုချုပ်ဒါဖုတ်ချုပ်ရဲ့မွေးနေ့90ပြည်မှာရေးခဲ့တယ်လို့ရုပ်ကန်ခဲရတဲ့ကိုမြင့်ကိုဒေတာကိုလူမျိုးကိုရအောင်ပုံဖော်မဲ့ကိုမြင့်အောက်ကိုတိုင်းတူပြီးမြမတော်လာရင်းမှအများတမှုရဲ့တမိုင်းကိုအကမ်းမှာပြန်ရေးဆွဲနိုင်မလား။ ဒီဆုံးဖြတ်ချက်ကို TNA ဘယ်လိုချမလဲဆိုတာအရေးကြီးတဲ့အချက်နေကျွန်တော်ပြောချင်တာဖြစ်ပါတယ်အခုပဲ TNA ရဲ့တကယ်မှုပေါက်ကိုတတ်မှတ်ဖို့အရေးတကြီးလို့နေပြီဆိုတာကိုတင်ပြချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်